ပြင်သစ်စကား cliff ကနေဆင်းသက်လာတာလို့ယူဆကြတာရှိပြီးအဲ့ဒါ key လို့တိတ်ပေးရပါတယ် music မှာအသုံးများတဲ့ clubs နှစ်ခုရှိပါတယ်လူတော်များများတွေ့ဘူးနေကြ guitar သင်္ကေတရယ်ဆိုရင်လည်းမမပါဘူးအဲ့ဒါကတော့ trouble club နဲ့ beast club ပါပုံမှန်အဖြစ် trouble club တွေကအမြင့်တန်ကိုရည်ညွှန်းတာဖြစ်ပြီး beast club ကတော့အနိုင်တန်တွေကိုရည်ညွှန်းတာလို့ပြောလို့ရပါတယ်မြမဂီတအတိုင်းမှာတော့ ဘယ်သံညာသံဆိုပြီးပြောလိပြောတာရှိပါတယ်။ဖီယန်နိုနဲ့တွဲပြီးလေ့လာရင်ပိုပြီးရှင်းပါတယ်။ဖီယန်နိုရဲ့အလယ်မှာထိုင်ပြီးတော့ညာဘက်ချမ်းကိုတီးသွားမယ်ဆိုရင်အမြင့်တန်တဲ့ဘက်ကိုတွားတာကိုကြားမှာဖြစ်ပါတယ်။ဘယ်ဘက်ချမ်းကိုတီးသွားမယ်ဆိုရင်တော့အနှိမ့်တန်တဲ့ဘက်ကိုတွားတာကြားမှာဖြစ်ပါတယ်။ ဲ့တော့ PNU သမားတွေအတွက် music score မှာ travel club နဲ့ရေးထားရင်ညာဘက်လက်နဲ့တီးရမှာဖြစ်ပြီးတော့ bass line နဲ့ရေးထားရဆိုရင်တော့ဘယ်ဘက်လက်နဲ့တီးရမှာဖြစ်ပါတယ်ဒါတွေကတော့ music clubs တွေထဲမှာအသုံးအများဆုံးဖြစ်တဲ့ travel club နဲ့ bass club တို့ရဲ့အကြောင်းပါဒီနေ့တော့ဒီလောက်ပါပဲတခြားအသုံးပြုတဲ့ clubs တွေလည်းရှိပါသေးတယ်နောက်ထပ်သင်ခန်းစာတွေမှာအတူထပ်လေ့လာကြပါဦးမယ် See you again.